ြင်လာပြီဒါလေးပြန်မနေပြီလားအမေသားလေးအခုလိုပြန်မနေရချင်းအမေစိတ်မကောင်းတာသားရဲ့အမေသားလေးရထားတဲ့ဘွဲ့နဲ့ဆိုရင်မြို့မှာအလောက်ကင်တော့ခုရမှာအခုတော့ တော့မှပြင်ပြင်ပမတောင်ရလုပ်နေရရှာတယ်။မပင်မမဘူးပြင်ရဲ့ဒီလုပ်တွေကဒါအခုမှလုပ်ဘူးတော့မဟုတ်တာ။ပြီးတော့အမေရဲ့နှုတ်ကြိုတွေနဲ့ပြေဝနေတဲ့ဒါတွေအင်အားတွေအပြစ်ရှိပါတယ်အမေရဲ့။อืม။ဒါစီရလေအခုလိုစကားကြားရတော့အမေဝမ်းသာပါတယ်ဒါရင်။ဒါပေမဲ့လေအမေသားလေးအခုလိုပင်ပန်းနေတာအမေကြောင့်လားလို့တွေးပြီးတော့စိတ်မကောင်းဖြစ်ရတယ်ဒါရင်။ ဘာလို့အဲ့လိုတွင်းမျိုးတွေတွင်းနေရတာလဲအမေရဲ့ဒါအခုလိုမျိုးအမေနဲ့အတူတူရုံးကန်ရှောက်ပွေစားတောက်နေရတာဘယ်တော့တောင်ကုသိုလ်ရလိုက်လဲပြီးတော့အမေကလည်းအသက်ကြီးပြီလေအမေနာမှာတားရှိနေမှာဖြစ်မှာပေါ့ဟုတ်ဘူးလားအခုလိုမျိုးနေထိုင်ရတဲ့ဘဝလေးမှာကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်နေထိုင်မှာဒါတို့တွေအရေးကြီးတယ်လေအမေရဲ့ဟုတ်ပါရဲ့တားရဲ့အမေသားလေးနဲ့အခုလိုမခွဲမခွာအတူနေရတာအမေတို့စိတ်ကျဉ်နေဆရာပါ ဒါပေမဲ့လေအမေတွေးနေမိတယ်ငါသားလေးအခုချိန်လောက်ဆိုရင်ကြောင်ထိုင်ဖို့ရဖြစ်လာပြီအတိတ်ဆိုတာအရှိတ်ထက်တောင်မှပို့လိုက်လုံးမသိရဲ့ကွယ်အမေဘလို့မမေးလို့မရဘူးတာငါရှင်ယူထားတော့မှာစော ။ဟုတ်ကဲ့ဗျာဒကမရဲ့လူတွေကနေပြီ။ဟုတ်ကဲ့ငါကြတဲ့ဆက်စနေကြွားရမှာပေါ့။ဒါပေမဲ့လည်းဘုန်းကြီးဝင်ချင်ပါဗျာ။ဒါပေမဲ့ဒကမကြီးကအတန်းပညာသင်ခန်းနေပါဗျာ။ဒါပေမဲ့ငါရှင်နဲ့တူတူဆက်စနေကြွားချင်တာ။မဖြစ်နိုင်ပါဘူးဗျာ။ကိုင်းစပစ်တမျက်ဝဲလို့ရှင်ရွာကြောင်းပြန်နိုင်ပါဗျာ။ငါရှင်လူတော်ဝိုင်းဆိုရင်ဘောရပညာတိုင်းကျိုးစားပါ။ကားရမယ်ဗျာ။အဲ့ဒီချိန်တော့သားငယ်သေးရဲ့လေ သာသနာပေါင်းမှာနေပျော်လားမပျော်လားတေချာမသိသေးတဲ့အချိန်တော်ကြာယဟန်ဖြစ်ပြီးမှตาလေးလူထွက်တော့မယ်ဆိုရင်အမေตาလေးရှေ့ရင်ကိုတွေးပြီးအမေကလူထွက်ခိုင်းနေတာပါအမေကလေသာသနာဖြတ်ခဲ့တဲ့သူတယောက်မဟုတ်ခဲ့ရပါဘူးခွေအမေตาလေးရှေ့ရင်ကိုတွေးပြီး နှလုံးသားနဲ့ရွေးခဲ့တဲ့လမ်းမှာဒါတည်ပါရမေရဲ့အခုလိုပြန်မြနိုင်တဲ့အတိတ်တွေကိုနားလည်အောင်ပါမိထားလိုက်တာအကောင်းဆုံးပါပဲအတိတ်ဆိုတာပြန်မြနိုင်မယ်အမေတည်တာပေါ့သားရဲ့ဒါပေမဲ့လေအမေသားလေးနဲ့အတူတူကိုရင်ဝတ်ခဲ့ကိုရင်လေးကကြောင်ထိုင်ဖုန်ကြီးဖြစ်ပြီးအမေတို့ရွာမှာကြောင်လာထိုင်နေတယ် အမေသားလေးရဲ့ကိုရင်ဘဝကိုပြန်တွေးပြီးတရေရပြီလို့ပါသားရဲ့ဟုတ်လားမေဒါဆိုသားတို့ရတော့အရန်ကောင်းတာပေါ့မေသူပြန်လာပြီးတော့ရောမှာကြောင်းထင်မှာဆိုတော့သားတို့ရတော့အရန်ကောင်းတာပေါ့မေဟုတ်တာပေါ့သားရဲ့အခုလို့ရွာရဲ့ကျေးဇူးကိုတီးပြီးတော့ရက်ရွာအကျိုးရှိရှိပြီးရွာမှာကြောင်းလာထိုင်တော့အမေတို့တရွာလုံး ဝမ်းသာပျော်ရှင်ရတာပေါ့တားရဲ့။ဟောမဟုတ်တာ။ဦးစင်းလေးကိုဖုံးဆက်ပြောရင်နော်။ဟုတ်ကဲ့ကျွန်တော်ဆက်ထားပြီးပါပြီ။ဦးစင်းလေးရွာကိုပြန်ကြွလာတော့တေးချာပါလိမ့်မယ်။ပြေးပါကွာ။ငါမတေးချာမှဆိုလို့မေးရတာမဟုတ်တာရေ။အခုလေဦးစင်းလေးရွာကိုပြန်လာမယ်ဆိုတော့သူကတည်းကကောင်းတာပေါ့ကွာ။ရွာကတကယ်တကယ်မှတွေ့ရတယ်။ဦးစင်းလေးစာတင်တိုင်းမှာစာတင်လို့ရအောင်ဆိုပြီးတော့ခုကြီးထောက်ပံ့လှူဒါန်းခဲ့ကြတာလေ။ ခုလိုကျေးဇူးပြုကြပြီးရွာကိုပြန်လာတာဆိုတော့တို့ရအတွက်ကျေးဇူးဆက်အကြတာပေါ့အခုလိုတို့ရကိုပြန်လာတော့တို့ရအတွက်အကျိုးရှိကြပါဘောကွာတချို့ဆိုစာတင်ကြိုက်တယ်မှာစာသွားတင်ကြတယ်တချို့စာတင်ပြီးတော့လဲရွာเจ้าတွေကိုပြန်မလာကြတော့ဘူးလိစားအเจ้าတွေမှာနေကြတော့တာပဲအေးဟုတ်တော့ဘောကွာနော်နှုတ်ဆိုရင်ကွာတို့ရွာเจ้าတွေမှာကိုရင်เจ้าကတော့သိရှိမှမဟုတ်တော့ဘူးကွာဟုတ်တယ်ဟိုကျွန်တော်တဘောကတော့လေ ဦးစင်းလေးရွာကိုပြန်လာလို့ရှိရင်လိုအပ်တာအစားအလုံးဝိုင်းဝန်းကူညီပြီးတော့ထပ်ပံ့ပေးလို့ရှိရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်။ကူညီရမှာပေါ့။ဒါမှလည်းဦးစင်းလေးကကိုရကိုရပြန်လာတဲ့ခါပြောမှာပေါ့။ဟုတ်ပါတယ်။မသူလာပြောတာမှန်ပါတယ်ကွာ။ဦးစင်းလေးပြန်လာတော့မှရွာမှာရှိတဲ့လိုအပ်တာတွေအလုံးကိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြတာပေါ့။လောလောဆယ်ပါတော့ကွာ။မသူတာပဲဥဆောင်ပြီးတော့ကျောင်းရဲ့တန်ရှင်းကိုလိုက်လို့ပြကြနော်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့လုပ်ထားလိုက်ပါမယ်။ စွန်လောကတာယာရဲ့ခံစားမှုတွေဆုံးတက်ကနှုတ်ဆက်လက်ပြခဲ့လေပြီလိုအပ်တဲ့တောကြောင့်လေးစီဦးလက်တီဘာသာနဲ့ဆုံးမကြရတရားလို့စီလုံးသားရဲ့စီညွန်ရာ နှစ်ပါးရဲ့ဒေသနာတောရဌာနီကြောကဲလေးပြီဒါပြုံးမေပြုံးလို့ရှင်လို့ပါလားပါလဲตาဖုံညာရွာมาလာပြီးတော့ကြောက်ပြန်ထိုင်တော့ပျော်နေရပါဟလားပြောတာပေါ့ရှင်ကျုပ်သားလေးနဲ့ကျုပ်ကလေး၁၇နှစ်သားတည်းကကိုရင်ဝတ်ပြီးတော့ရှင်ခွဲခွဲသွားကြတာလေအ ြန်လာတော့အားရပဲရောက်ဖူးရတော့မှာတကာတုဒတာဒီမထဘဲဦးစင်းနဲ့အတူတူစာပင်လိုက်ကိုသွားခဲ့တယ်အခုလောက်ရဟန်းဖြစ်နေတယ်နာရတဲ့ခံစားမှုတွေစုံတက်ကနောက်ဆက်လက်ပြခဲ့လေ